အမားတစ်ခုလုံးတယ်ဆိုတာရည်စရာအနေနဲ့လဲသွားမလုံးနေတယ်ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်တွေကိုသွားပြီးတော့ရည်စရာလုံးပြီးလို့ရှင်တယ်ထိုပုဂ္ဂိုလ်ဟာဆိုးကျိုးတွေရောက်လာတတ်တယ်တမဝတီရဲ့အလုအကျွေးထဲမှာခုတ်စုတ်တရာခုတ်စာဥတ္တရာသူ့နာမည်ကတော့ဥတ္တရာသို့တော့ခါလီကုန်းနေလို့သူ့ကိုခုတ်စုတ်တရာလို့ခေါ်တယ်ခုတ်စုတ်တရာဆိုတာအလွန်ပညာထက်တယ် ဒီကနေ့ခေတ်မှာပိဋကသုံးပုံထဲမှာဣတိဝုဒ္ဓကဆိုတဲ့ကျမ်းရှိတယ်။အဲ့ဒီကျမ်းဟာခေါဆုတ်တရာကလမ်းတော်ကနေပြီးတော့နေ့စဉ်ဖျားစီသွားပြီးတရားနာနာပြီးရင်တာမဝတီတို့ပြန်ဟောတဲ့တရားပဲ။အဲ့ဒီဣတိဝုဒ္ဓကျမ်းလို့ခေါ်တယ်။အဲ့ဒီခေါဆုတ်တရာဟာဘာဖြစ်လို့ကျွန်မဖြစ်ဘာဖြစ်လို့ခါကုံရတယ်လဲ။ကြည့်နော်။တန်တရား ခီးသွားနေတဲ့အချိန်မှာသူဘာအမားလုပ်ခဲ့တယ်လဲလို့ဆိုလို့ရှိရင်သူတို့နန်းတော်မှာပြစ်စိကဗုဒ္ဓဒီလိုကြွကြွပြီးတော့လာတဲ့ထဲကခုနကမီးလောင်တဲ့အုပ်စုတွေကနော်အဲပြစ်စိကဗုဒ္ဓတဆူကခါလေးနဲ့နဲ့ကုန်းနေကုန်းနေတော့သူကရွှေခွက်လေးကိုပွေ့ပွေ့ပြီးတော့ အယုံလေးအဝိယုံလေးကိုအပေါ်ချုံလို့ဒုပိစိကဗုဒ္ဓကဟောလို့လေးကြွတာဆိုပြီးတော့ခါလေးကုန်းပြီးတော့သူကသွားပြတယ်ဒီရည်စရာလောက်တာနော်အဲ့ဒီရည်စရာလောက်ခဲ့တဲ့အမားလောက်ရကြောင်းဖြစ်လျာဖြစ်လျာဘဝမှာကကုံးမကြီးဖြစ်ဟောကြည့်ဒါဟုတ်တန်လျာထဲမှာသွားပြီးတော့မှားတာတွေမလုံးမိစေနဲ့တဲ့ဘာဖြစ်လို့ကြုံမဖြစ်ရတာတော့လို့ဆိုတော့တခုသောဘဝမှာသူက တထေသမီးဖြစ်တယ်တထေသမီးဖြစ်တော့အဲ့ဒီခေတ်ကဘုရားတဆူရဲ့လက်ထက်ဆိုတော့ဘိက္ခုနီမတွေကရှိတယ်ရဟန္တာဘိက္ခုနီမတွေကသူ့အိမ်လာလာပြီးတော့အဲ့တထေကတထေမနဲ့ယင်းနီးတော့ယင်းနီးတဲ့ရဟန္တာဘိက္ခုနီမတွေကအိမ်ကိုအလဲအပတ်လာတဲ့အခါမှာခုခေတ်လို့ဆိုရင်သူကတဏ္ဍာခိုင်းနေတယ်ပေါ့နော်တဏ္ဍာခိုင်းနေတော့ တခုလိုချင်တဲ့အနာနာမှာခိုင်းစရာလူမရှိတဲ့အခါကျတော့အဲ့ဒီဘိက္ခုနီမကို तू ခိုင်းမိတယ်အခုကလေးလူတွေပြောတဲ့အမလီမယုမသေးဒါလေးလှုပ်ပေးစမ်းပါမယုမသေးလို့ဆိုကြတဲ့ယိုသေးတာကိုမဟုတ်ဘူးသူကလူတွေကထင်တယ်မယုမသေးလို့ပြောလိုက်လို့ရှင်အပြစ်မဖြစ်ဘူးလို့ထင်နေတယ်မဟုတ်ဘူးเนาะအဲ့တော့သူပြောတာကမယုံမသေးလို့ပြောလိုက်တာမယုံမသေးဒါလေးအဲအရှင်မကြီး ီနားမှာဘယ်သူမှမရှိလို့ရေလေးတစ်ခွက်မယုံမသိယူပေးစမ်းမှလောက်ခိုင်းအဲ့ဒီမှာ